အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကုန်သွယ်ခွန်တိုးမြင့်ကောက်ခံမှုတွေကိုယာယီဆိုင်ငံ့ခဲ့တဲ့ဆုံးဖြတ်ချက်ကြောင့်ကမ္ဘာလုံးဆိုင်ရာစည်းကွက်တွေနဲ့ဥရောပကောင်ဆောင်တွေရဲ့စိုးရိမ်ပူပန်မှုတွေအနည်းငယ်ပြေလျော်သွားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အမေရိကန်ရဲ့ကုန်သွယ်ဖက်နိုင်ငံ60ခန်းကိုကုန်သွယ်ခွန်တွေကောက်ခံတဲ့အစီအစဉ်စတင်အသက်ဝင်လာပြီးတဲ့နောက်၊နိုင်ငံပိုင်းအကြမှာထရန့်ကကုန်သွယ်ခွန်အမြင့်ဆုံးကောက်ခံခြင်းခံရတဲ့နိုင်ငံတွေအတွက်ရပ်ပေါင်း90ကြာဆိုင်ငံ့ပြီးမှဖြစ်ကြောင်းကြေညာခဲ့ပေမယ့်တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲမှာတော့အရှိန်မြင့်လာခဲ့ပါတယ်။ကုန်သွယ်ခွန်ဆိုင်ငံ့ခြင်းကြေညာချက်ထွက်ပေါ်အပြီးမှာအမေရိကန်ရဲ့စတော့ရှယ်ယာစည်းကွက် ြန်လည်မြင့်တက်လာခဲ့ပြီးအာရှနဲ့ဥရောပရဲ့ကုန်သွယ်ရေးကဏ္ဍအတွက်စိုးရိမ်စိတ်တွေရောကြသွားစေခဲ့ပါတယ်။ဥရောပကော်မရှင်အကြီးအကဲအာဆူလာဖွန်တာလီယန်နဲ့အခြားဥရောပခေါင်းဆောင်တွေကလည်း Trump ရဲ့ဆုံးဖြတ်ချက်ကိုကြိုဆိုခဲ့ကြပြီးဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့မျှော်လင့်ထားကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ Trump ဟာတရုတ်ကိုတော့ကုန်သွယ်ကုန်တွေထပ်မံတိုးမြင့်ခဲ့ပြီးကမ္ဘာဒုတိယစီးပွားရေးအင်အားအကြီးဆုံးတရုတ်အပေါ်ဖိအားတွေတိုးမြင့်ခဲ့ပါတယ်။ထရဟာ EB ကိုရကစတင်အသက်ဝင်ခဲ့တဲ့ကုန်သွယ်ခွန်ကောက်ခံမှုအစီအစဉ်မှာအမေရိကန်ကိုတင်ပို့တဲ့တရုတ်ရဲ့ကုန်စည်ရေးအပေါ် အခွန်၁၄ရာခိုင်နှုန်းမှာ၁၂၅ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံခဲ့ပါတယ်။အမေရိကန်ကိုပို့ကုန်တင်ပို့တဲ့ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့တရုတ်ကတော့အမေရိကန်ရဲ့ပို့ကုန်တွေကိုလည်းအခွန်တွေပြန်လည်တိုးမြင့်ကောက်ခံကြောင်းကြေညာခဲ့ပါတယ်။ AP ကိုရက်ကတရုတ်ဗန်နိုင်းဝင်ကြီးဌာနကထုတ်ပြန်တဲ့ကြေညာချက်မှာဒေတာစံတော်ချိန်မွန်းတဲ့၁၂နာရီ၁မိနစ်ကစပြီးတရုတ်ကိုတင်ပို့လာတဲ့အမေရိကန်ကုန်စည်တွေအပေါ်အရင်အခွန်နှုန်း၃၄ရာခိုင်နှုန်းမှာအခုအခွန်နှုန်း84ရာခိုင်နှုန်းအထိတိုးမြင့်ကြောင်းဖော်ပြခဲ့ပါတယ်။တရုတ်ပေါ်အခွန်တွေတိုးမြင့်ကောက်ခံတဲ့အမေရိကန်ဟာအမှားပေါ်အမှားစင်တဲ့လှုပ်ဆောင်ချက်ဖြစ်ပြီးတရုတ်ရဲ့ ဲ့တရားဝင်မှုရှိတဲ့အခွင့်အရေးတွေနဲ့အကျိုးစီးပွားတွေကိုဆိုးရွားစွာထိခိုက်စေကြောင်းတရုတ်ဗန်နာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။